ြို့နယ်ကစစ်ကြောင်းပြုတ်စော်ကန်ထိပြန်ပြီဝက်လက်မြို့နယ်မှာတင်ထားတဲ့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးကြပြီလားမသိဘူးဘိုတီတင်ထားတာဒါကတော့ဒါလေးကိုကြည့်ကြည့်ပြီးကြပြီလားမသိဘူးဒါမှနော်ဝက်လက်မျိုးနဲ့မှာစစ်ကြောင်းထိုးတာတဲ့စစ်ကော်မရှင်တပ်သားတွေကိုဝက်တော်လိုင်းအင်အားစုတွေကဝမ်ဝပိတ်ဆို့တိုက်ခိုက်တဲ့အချိန်မှာလက်နက်ချလို့ပြောတာအဲ့ဒီမှာစစ်ကော်မရှင်တပ်သားနှစ်ကောင်က ။ तू ကလက်နဲ့မချတဲ့ပြင်ဘုံနဲ့လှမ်းဖြစ်တယ်။လက်ပြဘုံနဲ့လှမ်းဖြစ်တယ်။ဘလို့မှလက်နဲ့ချခိုင်းလို့မရဆန်တဲ့ပြီးတော့ပြတ်တက်လိုက်တဲ့ဗီဒီယိုဖိုင်ပဲ။ဒါကိုပေါ်ဒရုန်းနဲ့မှတ်တမ်းယူထားတယ်။ဒီကအမိတ်ဖေးနေတဲ့အတန်ကိုလည်းအဲ့ဒီဗီဒီယိုဖိုင်ထဲမှာကြားသိရတယ်။နော်။အဲ့တော့ဒီနေရာမှာမတည်တဲ့မဲ့တည်ရတာပါ။ဒါကြောင့်မလို့ဒါပေမဲ့ကျွန်တော်တို့တွေတည်င်းတွေဘယ်လိုပဲပြောပြောဒီစစ်သားတွေအနေနဲ့ကြီးဝင်လည်းမရှိဘူးတိဝင်လည်းမရှိတဲ့အတွက်သူတို့ဘဝကတော့ဒီအပေါ်ကလူယုံမှန်တွေပြောတဲ့တည်င်းတစ်ခုနဲ့ပဲ ပြီးွားမှာပဲเนาะအဲ့တော့ဒီနေ့ဒီခင်ဦးမြို့နယ်ကသတင်းကိုကျွန်တော်ပြောပြပါမယ်เนาะဒီခင်ဦးမြို့နယ်မှာဖြစ်ွားတာကအင်အား180လောက်ပါတဲ့စစ်ကြောင်းကိုအားလုံးဝမ်းဝန်းတိုက်ခိုက်တာစစ်သား80လောက်တည်ပြီးတော့ကြံတဲ့ကောင်တွေကဝရုံးတုံးကကြော်ဆိုးပြောလို့ပေါ့ခွေးလို့ပြေးကုန်တယ်ကောင်လုံးကြော်ဆိုးတစ်ခါပြောရကြားရမလားအမခွေးလို့ပြေးတယ်ဆိုတာလေအဲဒီနေ့ခင်ဦးမှာအဲ့လိုခွေးလို့ခွေးတွေကပြေးကုန်တာကောင်လုံး နော်လက်နက်ကအလုံးပေါင်း26လက်နဲ့ခဲရန်နေတိတ်ပဲ့ရရှိတယ်ဒါအကြမ်းဖက်သမားတွေအလောင်းတော်မကောက်နိုင်ဘူးအဲ့တော့ကြံပြီးခဲ့တဲ့စစ်သားတွေရဲ့အဲ့ဒီမှာကြာသွားတဲ့စစ်သားတွေရဲ့တာမင်ရတွေကတော့နော်ကိုလင်ကိုအဖေနော်ကိုဦးမင်းသားချင်းပေါ့စသဖြင့်ဒီမိသားစုမှာကြံပြီးခဲ့တဲ့လူတွေကတော့မပါအလောင်းတော်ခွေးသေးကောင်ဖုတ်လောက်တန်ဖိုးမရှိတဲ့ဘဝနဲ့ကြောက်ရမှာပေါ့နော်အဲ့ဒါကတော့ကျွန်တော်တရင်ကြီးဖျက်ပြမယ်နော် ။စကိုင်းတိုင်းခင်ဦးမြို့နယ်အတွင်းစစ်တောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုဂျားပြတ်တိုက်ခတ်ရာစစ်တောင်းတစ်ခုလုံးပြတ်သွားပြီးစစ်သား80ဝန်းကျင်ထေဆုံးကလက်နက်29လက်နက်ခဲယမ်းများတင်းစဲရရှိခဲ့ကြောင်းပြည်ထောင်ကွယ်ရေးအဖွဲ့ခင်ဦးမြို့နယ်မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တည်င်းဌာနကပြောဆိုပါတယ်ယမန်နေ့နိုဝင်ဘာလ23ရက်နေ့မွန်လွယ်17နာရီခန့်ခင်ဦးမြို့နယ်မုံလှကျေးရွာအတွင်း၄ရက်ကြာရာတီတက်ဆွဲအထိုင်ချထားတဲ့အကြမ်းဖက်စစ်တပ်ဟာ ပြင်းတောင်ပြူစောတိရွာတို့အင်အား180ခန်းဖြင့်ထွက်လာစဉ်တော်လိုင်းတပ်ဖွဲ့များကဂျားပြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရတယ်။အလောင်းတွေက60နဲ့80ဂျားလောက်တော့ရှိမယ်။လေဝင်းထဲမှာအလောင်းတွေကြံနေခဲ့တာဆိုတော့အဲ့ဒီလောက်ရှိမယ်။အခုထိလေတွေတဲ့ကစင်းရိုးတွေထဲမှာအလောင်းတွေရှိနေသေးတယ်မရှင်းလင်းရသေးဘူး။တိုက်ပွဲဖြစ်တဲ့နေရာကနေမုံလှရွာတဲကိုပြန်ဆုတ်တာလက်ရှိအထိမုံလှရွာထဲမှာပဲရှိသေးတယ်။လေချောင်းကနေစူဆိုက်ဒရုန်းတစ်စီးနဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့တိုက်ပွဲဖြစ်တဲ့နေရာလာချသွားတဲ့ဟုခင်ဦးမြို့နယ်ပြည်သူ့ကော်မတီတပ်ဖွဲ့တောင်းရင်ရှိသူကရန်ကုန်ခေတ်တဲ့တရင်ဌာနကပြောကြားတယ်။ထိုတိုက်ခိုက်မှုအတွင်းအစံဖက်စစ်တပ်ဖက်မှစစ်သားအများပြားတေဆုံးကစစ်ကြောင်းတစ်ကြောင်းလုံးတက်ပြက်သွားပြီးရုံလောင်းများကိုလည်းကောက်ယူခြင်းမရှိဘဲကစင့်ကလေးအားမုံလှရွာတဲ့လို့စုပ်ခွာထွက်ပြေးသွားကြောင်းသိရှိရတယ်။တိုက်ပွဲအတွင်းအစံဖက်စစ်တပ်ထံမှငကြင်းမီတစ်လက် MA1 ဆယ်လက် MA2 တုံးလက် BA 160မမကွန်မတိုစိန်ကြောင်းတက်လက် MA3 တုံးလက် MA4 တက်လက် G3 လေးလက် MA sniper တက်လက် M1 ငါးလက်နဲ့ဆက်ဆက်ကြီးခဲရန်အစုံအများပြတင်းဆက်ရမိခဲ့ကြောင်းသိရတယ်အချမ်းကစစ်တပ်စစ်ကြောင်းဒီကမ်လူမြို့နယ်မှာနီးပြူဟာ332ခမရ1တုံးလုံးကမ်လူပြူစောလေးများဖြင့်စုွက်သားချင်းဖြစ်ကြောင်းဆိုပါတိုက်ခိုက်မှုကိုအမှတ်နှစ်ရွှေဘိုခရိုင် အမှတ်တုံးတက်ရင်ခင်ဦးမြို့နဲ့ပကဖတိုင်းနဲ့၁တိုင်းနဲ့၂တိုင်းနဲ့၃တိုင်းနဲ့၄တိုင်းနဲ့၅ပကဖများခင်ဦးမြို့နဲ့ပလဖပြည်သူ့ကာကွယ်ရေးအဖွဲ့ခင်ဦးမြို့နဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပြီးကျွန်တော်နယ်မြေရှင်းလင်းရေးကအကုန်မလုပ်ရသေးဘူးစစ်ခွေးတွေကလေရင်နဲ့ဘုံလာကျဲလို့တော်လိုင်းတပ်ဖွဲ့တွေပြန်ဆုတ်ထားရတယ်နယ်မြေရှင်းလင်းရေးလုပ်ပြီးမှပဲစစ်ခွေးသေးဆုံးစည်းကိုတည်ရမယ်မြေပြင်မှာစစ်ရေးကဆက်လက်တင်းမာနေတော့မယ်ဟုရှေ့တန်းစစ်မြေပြင်မှာရောက်ရှိနေတဲ့တော်လိုင်းဒရင်းချင်းကပြောပါတယ် ကဲဒါမှတွေ့ရနော်ရရှိတဲ့ခဲရန်လက်နက်တွေရောနော်ခွေးအသေးအလောင်းတချို့အလောင်းတွေကြတော့တက်ဒီဂရမ်မှာကြည့်လို့ရတယ်လက်နက်တွေကြတော့ကျွန်တော်ဒီ Facebook တွေမှာနေကြည့်လို့ရတယ်အားလုံးထိပေးထားတာတန်လာကျွန်တော်တို့ကတန်လာအမှသေသွားတဲ့ကောင်တွေဘွားတွေတန်လာဟမ်တရားမဝင်ရာဇဝတ်ကောင်တွေအသက်တွေရင်းမေးကြရတာတန်တလားမင်းတို့ခေါင်းဆောင်ကတရားလည်းမဝင်ဘူးရာဇဝတ်လည်းရာဇဝတ်ကောင်မှားလားအဲ့ဒါအဲ့ဒီစကားမှားလားမင်းအောင်နိုင်ရင်တရားမဝင်တဲ့ရာဇဝတ်ကောင် ဘသူညင်းရဲ့ညင်းရဲ့လူလာခဲ့ဟမ်ရှင်းရှင်းလေးပဲအဲ့လိုတရားမဝင်တဲ့ရာဇဝတ်ကောင်အတွက်ဒီလိုအသက်တွေရင်းပေးနေကြရတာတန်လားလို့အဲ့ဒါလေးကိုစဉ်းစားနေခြင်းနဲ့တော့အောက်ချေအခုကျွန်တော်တို့တင်းနေတဲ့ဒီတော်လိုင်းဘက်ကတည်နေဆိုရင်ဘုံမှုဘိုလ်ကြီးဘုံမှုတို့နော်ဘုံမှုချုပ်တို့ဘိုလ်ကြီးတို့စတဲ့ဖြင့်ဒီလိုအဲဘိုလ်ကြီးစင်အောင်မှကြီးလို့ရခြင်းမရဘူးဘာလို့ချို့တဲ့ဘိုလ်ကြီးတွေလွတ်လပ်စွာဖုံးတော့မှမရှိဘူးပေါ့တတ်ထဲမှာလေအခုနေသားက ဲ့ဒါဆိုတော့ဘူကြီးအဆင့်ကနေအောက်ပိုင်းလောက်ကတို့လွတ်လပ်ဆိုတာသိမှာအဲ့တခါတလေ Facebook တုံးလို့ခိုးခဲ့ပြီးကြည့်မယ်ဆိုရင်တော့လေကြည့်လို့ရရင်ရမယ်တရားဝင်တုံးဆွဲခွင့်ရှိတဲ့လူကအပေါ်ယာရှိပိုင်းနေခေါင်းပေါင်းပိုင်းလောက်ပဲကြည့်လို့ရဒါမဲ့အဲ့ဒီအပိုင်းတွေကိုပြောချင်တာကမင်းတို့တွေဘယ်ဟာအမှဘယ်ဟာအမှန်လဲဆိုတာမင်းတို့ပေါ်တိုင်းသိတယ်เนาะအခုအဲ့ဒီလက်ကစင်းထဲမှာသိနေတဲ့စစ်ပွေးတွေเนาะမင်းတို့စစ်သားတွေပေါ့ကွာเนาะအခုအဲ့စစ်သားတွေသေလို့ရက်ွက်ထဲမှာလိုက်မေးကြည့်ပါ ကံမန်အရက်သားရောင်ဆောင်ပြီးတော့နော်ရက်ွက်ထဲသွားရက်ွက်ထဲသူ့လူကိုလို့ဈေးထဲထဲမှာအော်ဘယ်နေမှာခင်ုံညွန့်နေမှာမတိုက်ဝဲဖြစ်နေကြတယ်စစ်သားတွေအလောင်းပေးနေကြတယ်အော်ဒီကောင်တွေနည်းနည်းစပြီးစီကောင်တွေကသရမ်းအောင်တိညာမရှိဘူးလကားတဲ့ဘဝတွေစသေးရတယ်ဘာဖြစ်ညာဖြစ်အဲ့လောက်လေးတော့ပြောမေးလိုက်ကြည့်နော်မင်းတို့စစ်သားတွေသေးတာဝမ်းတဲ့တဲ့လူနဲ့ပျော်တဲ့ပြည်သူတရားများလဲလို့အဲ့တော့လက်ရှိချိန်မှာမင်းတို့ပြည်တွင်းအထူးသဖြင့်မင်းတို့မြို့ပေါ်စိုးမိုးထားတာဖြစ်တဲ့အတွက်အဲ့ဒီမြို့ပေါ်တွေမှာ ဒီအမိတ်နဲ့အာနာနဲ့မတရားဖိနှိပ်ထားလို့လားလက်နဲ့မဲ့နေတဲ့ပြည်သူတွေကမင်းတို့ကိုမတော်လှန်နိုင်ပဲနဲ့နေတာတကယ်ပြည်သူတွေရင်ထဲမှာရှိတယ်စစ်သားသေးတယ်ဒီမြန်မာနိုင်ငံကစစ်သားသေးတာကိုမြန်မာနိုင်ငံကပြည်သူပြောတယ်ဆိုတာဒါကောင်းတဲ့လက္ခဏာမဟုတ်ဘူးအဲ့ဒါကြီးကိုမင်းတို့ကမပြောင်းလဲခြင်းပဲနဲ့ငါတို့စစ်သားကိုပြောတဲ့လူရန်လူတို့တတ်မှတ်ပြီးတော့ပြည်ထနာရှာနေမယ်ဆိုရင်မင်းတို့ရဲ့စောက်ရုံလန်းကိုမင်းတို့ရွေးချယ်တာလေအတူတူပဲနော်ဘာဖြစ်လို့ပြည်သူတွေကဒီလိုပြောရတာလဲ တီတူတွေငါတို့စစ်တပ်ကိုလက်ခံလောင်ထောက်ခံလောင်ငါတို့ဘက်ကဘာတွေမှားရလဲဘာတွေကိုပြင်ရမလဲဒါတွေကိုတွေးတင်နေနိုင်ငံတော်ဆိုတော့စစ်တပ်ကိုပြောတာပေါ့ဘူးနော်စစ်ဘုံချုပ်ဖြစ်သွားတာနိုင်ငံတော်ကိုစားပြုသွားတာမဟုတ်ဘူးစစ်တပ်ထဲကတာဝန်တစ်ခုကိုပဲရတာစစ်တပ်ကတာဝန်ဒီတိုင်းပြည်ကိုကာကွယ်ဖို့နော်ရှင်းရှင်းပြောရင်တိုင်းပြည်ကိုကာကွယ်ဖို့ဆိုနေမှာဒီတိုင်းပြည်ကိုတာဝန်ကြီးနိုင်ငံတွေသူများနိုင်ငံတွေအပြင်ပေါ့ရန်ရှာလာရင်ကာကွယ်ဖို့ဒါစစ်တပ်ရည်ရွယ်ချက်ပဲဘာဖြစ်လို့လဲ စစ်တပ်ဆိုရဲစတင်ဖွဲ့စည်းတာဒီလုံခြုံရေးအတွက်ကာကွယ်ဖို့ငကုတ်ခက်ကလူရိုင်းနေခက်မှာရွှေ့ပြောင်းနေထိုင်ကြတယ်တနေအောင်ရွှေ့ပြောင်းနေနေတယ်အမသဲတွေစောက်တယ်နေကြရင်မလုပ်လဲချန်စီယိုးတွေခတ်တတ်တယ်ပထမချန်စီယိုးမကနောက်ချန်စီယိုးတွေခတ်တဲ့ရွာလေးဖြစ်လာဟောအဲ့ရွာလေးကိုတားရဲတလိစံနေအချားလူမျိုးနွယ်စုတွေကလာရောက်တိုက်ခိုက်အစာတွေလူရဲ့เนาะဒီမိမတွေဒါပြီးတက်ဖြတ်ခလေးတွေတက်ဖြတ်လုံမှကြောက်တဲ့အတွက်မလုပ်လဲအင်အားတောက်တင်းတဲ့ အားကောင်းတဲ့ယောက်ျားတွေကဘာလုပ်လဲအဲ့ဒီရွာသားတွေအိတ်နေတဲ့အပြင်ကနေစောက်ရှောက်ပေးတယ်အပြင်အနေရလာပြီးတော့ထုတ်ခတ်ပေးမှဆိုလို့အဲ့ဒါစစ်တပ်ကတောင်းပေးမယ်အဲ့တော့ပြည်တွင်းထဲမှာအချင်းချင်းရံဖြစ်ကြတယ်သူကရွာကြီးချင်းလိုက်ဟုတ်တယ်မလားရဲချင်းလိုက်ဥပဒေရေးရတိုင်းတွားလိုက်အဲ့အဲ့ဒါစစ်တပ်လုံးမဟုတ်ဒါကိုတိဖို့လို့အဲ့တော့အခုလက်ရှိစစ်တပ်ကစစ်တပ်လုံးမဟုတ်ပဲနေရတကာကိုစစ်တပ်အကုန်လိုက်ပါတဲ့အကျိုးဆက်ကအခုတိုင်းပြည်ကိုပြစ်တဲ့အနေအထားကြီးရောက်လာတာ အခု2025မှာအာနာမသိမ့်နိုင် sorry 2021မှာအာနာမသိမ့်နိုင်အခုလေဝင်းထဲမှာတွေ့သွားတဲ့အဲ့ဒီစစ်သားတွေတွေ့ရမှာဟမ်ကျွန်တော်မြင်နေသလိုပဲအခုမင်းအောင်နိုင်အာနာသိမ့်ပြီးတဲ့ကနေဒီနေ့ချိန်ထိစစ်သားဘလောက်တွေကြွားပြီရဲဘလောက်တွေကြွားပြီရှင်ပြက်လက်ပြက်ဒုက္ခိတဖြစ်တာဘလောက်ဖြစ်သွားပြီရန်ထုတ်လက်မှာတုံမှန်းဖြစ်သွားတာဘလောက်ဖြစ်သွားပြီဒုက္ခရောက်နေတဲ့စစ်သားရဲမိသားစုတွေဘလောက်ရှိပြီဘဒုတောင်းဝင်ယူတယ်ဘဒုတောင်းဝင်ခံတယ်ဘဒုကျင်ညာပေးတယ်ငါတို့ ဘောက်ကကျောင်းဝင်ပွင့်လင်းမြင်တာဆိုအပြင်ပတ်ပစ်ကိုမချင်ညာနဲ့တည်သူကိုမချင်ညာနဲ့မင်းတို့စစ်တပ်ထဲမှာတော့အေးငါတို့ရဲ့ကြိုးစားတော့ငါတို့ရဲ့ဘလို့ဖြစ်တယ်စသဖြင့်ပွင့်လင်းမြင်တာမရှိလားမရှိဘူးအဲ့ဒါအဖြေပဲအဲ့တော့ဒီလောက်မှားနေတဲ့အရာကြီးကိုမိုက်လုံးကြီးပြီးတော့ဆက်ပြီးတော့မရက်တည်ကြနဲ့အမှန်တရားဘက်ကရက်တည်ကြပါတော့လက်ရှိစစ်တပ်ထဲမှာလည်းပြည်သူ့ဘက်ရက်တည်ခြင်းနဲ့စစ်သားကောင်းတွေအများကြီးရှိပါတယ်ပြည်သူကစစ်ခွေးစစ်ခွေးခေါ်တယ်ဆိုတာအခုလိုတေဝရကောင်မျိုးတွေခေါ်တာပါဘာဖြစ်လို့လဲတိုင်းပြည်အတွက်အသက်ဆုံးတာမဟုတ်ဘူးပြည်သူအတွက်အသက်ဆုံးတာမဟုတ်ဘူး နော်အမှန်တကယ်တော့ပြည်သူနဲ့တိုင်းပြည်ဆိုတာအတူတူပဲတိုင်းပြည်ဆိုတာပြည်သူကိုကိုစားပြုတာပါဒီကောင်တွေအသက်ဆုံးကဘလူတွက်တယ်မင်းအောင်နိုင်အပါဝင် အာနာတိန်းထားတဲ့ရာဇဝတ်ကောင်တအုပ်အတွက်အသက်ဆုံးရတာအဲ့တော့ပြည်သူတွေကစစ်သားတိမ်ပါဖြစ်တယ်ကြော်တယ်